ူတိုင်းအတွက်အရေးကြီးတဲ့လိန်ကျမ်းမာရေးအကြောင်းပြောကြရအောင်တချို့လူတွေကဒီအကြောင်းကိုပြောဖို့ရှက်ကြောက်တတ်ကြတယ်ဒါပေမဲ့တကယ်တော့လိန်ကျမ်းမာရေးဆိုတာလူဘဝရဲ့တဘာဝကြတဲ့အရေးကြီးတဲ့ကဏ္ဍတစ်ခုပါဒီအကြောင်းကိုသေချာသိနားလည်ဖို့ဘာကြောင့်အရေးကြီးသလဲ ပထမဆုံးကတော့ကိုကိုကိုကာကွယ်ဖို့ပါပဲ။လင်ကတဆင့်ကူးဆက်တတ်တဲ့ယောဂါတွေရှိတယ်။မလို့ခြင်းပဲကိုဝင်ရတာမျိုးတွေရှိတယ်။ဒီအကြောင်းတွေတေချာတိထားမှကိုကိုကိုဒါမှမဟုတ်ကိုရဲ့လက်တွဲဖို့ကိုဘလို့ကာကွယ်ရမလဲဆိုတာနားလည်မှာပါ။နောက်တစ်ခုကတော့ကျန်းမာပျော်ရွှင်တဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့ပါ။ရင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပုံပွင့်လင်းလင်းဆွေးနွေးနိုင်မှ နားလည်မှုတွေတိုးပြီးပိုကောင်းတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါ ရှက်เสียလို့ထင်ပြီးတေချာမဆွေးနွေးပဲနေတယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကမဖြည့်ဆည်းပေးနိုင်ပဲအိမ်တော်ရေးမตายာမှုတွေလည်းဖြစ်လာနိုင်ပါတယ်။တကယ်တော့လိန်ကျမ်းမာရဲ့အကြောင်းသိတာပြောတာဟာရှက်เสียဖြိုးဝှက်ထားเสียကိစ္စမဟုတ်ပါဘူး။ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့ကျန်းမာရေးအတွက်တာဝန်ယူမှုရှိတဲ့လောရဲ့တစ်ခုပါ။မှန်ကန်တဲ့အချက်လက်တွေကိုရှာဖွေပါ။ယုံကြည်ရတဲ့သူတွေကျန်းမာရေးပညာရှင်တွေနဲ့ဆွေးနွေးပါ။ ကိုယ့်ရဲ့လင်ကျမ်းမာရေးကိုဂရုစိုက်ခြင်းဟာကိုယ့်ရဲ့တဘောအလုံးကျမ်းမာပျော်ရွှင်ရေးအတွက်အရေးကြီးဆုံးယင်းနှိမ့်ညံ့မှုတစ်ခုပါပဲလို့ပြောပေရစေ။အဲ့ဒီလိုလင်ကျမ်းမာရေးမိသားစုကျမ်းမာရေးနဲ့ပတ်သက်တဲ့တည်တဲ့နဲ့ဘဟုတုဒ္ဒတွေကိုအမြဲမျှဝေပေးနေတဲ့ကျမတို့ရဲ့ Health Tips for Healthy Life Channel မှာဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရရှင်။ Channel ကို Like and Subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်။